အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါဆိုတော့အခု Pep Guardiola ရဲ့ Manchester City နဲ့ပတ်သက်လို့ပေါ့လေကျွန်တော်နည်းနည်းလေးပြောစရာရှိလာပြီပေါ့လေ Man City နဲ့ပတ်သက်လို့ပေါ့လေကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Arsenal ကိုပြောတယ် Man United ကိုပြောတယ် Chelsea ကိုလည်းပြောထားပြီးအသိတော်တော်များများကျွန်တော်ပြောထားတယ် Liverpool လည်းကျွန်တော်ပြောထားတဲ့အချိန်မှာ Man City နဲ့ပတ်သက်လို့နည်းနည်းတော့ပြောအချိန်တန်ပြီ မန်ချက်စတာစီးတီးကိုရာသီအစဝူဗာဟန်တန်ကိုသူတို့ပွဲစဉ်တက်မှာနိုင်လိုက်တယ်ပွဲစဉ်တွေမှာစပတ်ကိုရှုံးပြီးတော့ပွဲစဉ်သုံးမှာဘရိုက်တန်ကိုရှုံးတဲ့အခါမှာစီးတီးကိုကျွန်တော်အားလုံး white ball လုတ်ဖို့စဉ်းစားကြတယ်ဒါပေမဲ့အဲ့ international break ပြန်လာပြီးတဲ့အချိန် Manchester Derby မှာသူတို့ Manchester United ကို၃ဂိုးပြတ်နဲ့နိုင်တယ်အဲ့ကနေမှတဆင် Emery ကိုလာပြီးတော့သူတို့တေကန်နဲ့ဂျားတဲ့မှာ Midweek fixture မှာ Napoli ကိုနိုင်ပြီးတော့ ိုတနေ့က Huddersfield Town ကိုအဝေးကွန်းမှာနိုင်တယ်ဆိုတော့နောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာ City က၃ပွဲနိုင် Emery မှာတကယ်ကိုနောက်ကျ၉ကြောင်းသေကြတယ်တကယ်တော့ almost ၄ပွဲလုံးနိုင်လို့နီးပါဖြစ်ခဲ့တယ်ဆိုတော့အဲ့တော့ကြည်ချာပြင် Guardiola ရဲ့အသင်းဟာပြန်ပြီးတော့ recover ပြန်ဖြစ်နိုင်မယ်ဆိုတဲ့အခြေအနေကိုကျွန်တော်မြင်ရတယ် Manchester City နဲ့ပတ်သက်လို့ကျွန်တော်အမြဲပြောချင်တဲ့အချက်ကဒီသင်းဟာ Champions League တွေကိုကြီးရပိုင်ကြီးရယူနေတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့် တနည်းလောက်ခြေကျသွားတာနဲ့ City ကိုကျွန်တော်ဖယ်ထုတ်ဖို့ခက်တယ်။ဒါကြောင့်လည်းတို့မှာ Champion Winning Mentality အပြည့်အဝရှိတယ်။ Trouble ယူထားတယ်၊ Domestic Trouble ယူထားတယ်။နောက်ဆုံးခုနှစ်နှစ်မှာ Premier League မှာ၅ချိန်အောင် Champion ဖြစ်ထားတယ်။ So အဲ့ Manchester City အသင်းကိုလက်ရှိအနေထားရအစားတော့ City နဲ့ပတ်သက်လို့အားမရစရာတွေအများကြီးပေါ့လေ။ကျွန်တော်အခု game week 5ပြီးသွားတဲ့အချိန်မှာကျွန်တော် city နဲ့ပတ်သက်လို့တကယ် real city ပုံစံပြန်တွေ့ရတယ်အထူးသဖြင့်ကွင်းလယ်မှာ rodri ဖြည်းဖြည်းချင်းနဲ့သူ့ရဲ့ level ကိုပြန်ရောက်ဖို့စပြီးတော့ပြင်လာပြီးအရာမှာ covid ချစ်ပြန်ကောင်းလာပြီး okay canso စွာနဲ့ခူဆန်းတော့ပြန်ရတယ်ဒီ international break ပြီးမှာပဲကျွန်တော်တို့ဒန်ရရကစားမားတွေတဲကနေကျွန်တော်တို့ umama mush တို့ခူဆန်းတော့အပါဝင် Ryan Chucky နဲ့ quality player တွေသူတို့ပြန်လာမယ်ဆိုတော့ shit international break ကစပြီးတဲ့အချိန်မှာ Manchester City အနေနဲ့ strong ဖြစ်ပြီး အခုတော့သူတို့ကစားတာတော်တော်လေးကောင်းတယ်ဗျာကစားတာတော်တော်လေးကောင်းတယ်အခုလက်ရှိ City မှာကျွန်တော်အားမရဆုံးနေရ right back ပဲခုစားတော့ကစားတဲ့အချိန်မှာအရန်ကြီး ပြဿနာမတက်ပေမဲ့အခု Rico Lewis ပဲကစားကစား Matthias Sundin ဒီသားမတွေက natural right back တော့လည်းမဟုတ်ဘူးဒါပေမဲ့သူတို့ကြည့်တဲ့အခါမှာသူတို့အမြဲ struggle ဖြစ်တယ်ခံစားကတော့ပြဿနာမရှိဘူး June Stone ပြန်ကောင်းပြီး Akhil လည်းရှိပြီး main နှစ်ယောက်ကတော့ Jesco Guardiola နဲ့ Ruben Dias ဖြစ်တယ်ဆိုတော့ဒီနေရာမှာ Manchester City အသင်းဖတ် Guardiola နဲ့အတူသူတို့ပြန်ပြီးတော့ပုံစံကောင်းတဲ့တူ champion supply ရဲ့အဓိက challenger ပေါ့လေ man city ကတော့ပြောတာပေါ့လေသူတို့အသင်းရဲ့ယုံကြည်မှု ruben dia ဆိုရင်ဟိုတနေ့ကပြောသွားတယ်သူတို့အခုနောက်ဆုံးကစားခဲ့တဲ့လေးဘွယ်ကိုကြည့်သူတို့ရဲ့ level အဆင့်တန်းပြန်ပြီးတော့ရောက်လာမယ်လို့ခံစားမိပြီးတော့အဲ့လိုပုံစံကိုပြန်တွေ့နေရပြီဆိုတဲ့အချက်တကယ်လည်းဟုတ်တယ် manchester derby မှာသူတို့ကစားခဲ့တဲ့ပုံစံ emery မှာကစားခဲ့တဲ့ပုံစံ napoli နဲ့ပွဲကတော့ပြောဖို့တော့ခက်တယ်တယောက်ထုတ်သွားတဲ့အတွက်ကြောင့်ဖြစ်တယ်ဒါပေမဲ့ ဂွာဒီယိုလာအသင်းကိုကြည့်တဲ့အခါမှာဖြည်းဖြည်းချင်းတော့သူတို့ရုံလုံးပေါ်လာတယ်သူတို့လူချင်းတဲ့ပုံစံအခုပြမန်စီးတီးမှာအဓိက main ကဂျယ်ရမီဒူကူတော်တော်လေးကောင်းနေတယ်လုံးဝ surprise လေးမန်ချက်စတာဒါဘီမှာအဆင့်နှစ်ကြိမ်လောက်သွားတယ်နောက်ဟိုတနေ့တုန်းကလည်း Arsenal back line ကိုတောက်လျှောက် pressure ပေးသွားတယ် နာပိုလီနဲ့ပွဲမှာလည်းသူခြေစွမ်းပြတယ်ဒီဂျယ်ရမီဒိုကိုကအခု City အတွက် Guardiola အတွက်နောက်ထပ် lifetime အသစ်ဖြစ်လာ lifetime အခုနောက်တစ်ခုကတော့သူတို့ Jewel attack ပုံစံကစားတာ Haaland ကိုထောင်ထားတယ်နောက်ထပ် Wingers တယောက်ကအလဲကိုဝင်လာများပြီးတော့တကယ်တမ်း Jewel attack ပုံစံ Haaland က hotel လုပ်တယ်ဒိုကိုကပြေးတယ်အဲ့ပုံစံကိုကျွန်တော်တောက်လျှောက်တွေ့ရတဲ့အခါမှာမက်ဆီနဲ့ပတ်သက်လို့ကျွန်တော်တို့ကွင်းတွေကပြ Rinder ရှိတယ်အခု Foden ဆိုရင်ကိုးတွေတွင်းပြီးဖန်တီးမှုတွေနဲ့သူ့ရဲ့ form ပြန်တွေ့နေရတယ် Rinder ကလည်းအားကိုးရတယ် အရာကူမှာရူဒီကလည်းသူ့ရဲ့ level step by step ပြန်ရောက်လာပြီဖြည်းဖြည်းချင်းတက်လာပြီအမှအရန်မှာခိုးပချီရှိသေးတယ်ခိုးပချီပြန်ပြီးလေ့ကျင့်ခန်းဆင်းပြီးနီကိုဂွန်ဇာလည်းရှိတယ်ဒီနေရာမှာ Manchester City ကအဲ့ wide position လေးတွေမှာနည်းနည်းကျွန်တော်တို့အခု ဆဗင်ညိုရှီကနည်းနည်းပူအားကိုးရမယ့်အခြေအနေမျိုးတွေမျှော်လင့်ပို့လို့တယ်ဆဗင်ညိုပူကောင်းလာမယ်ဟိုတနေ့ကတော့သူကိုးသွင်းသွားတယ်ဗျာဟက်ဒစီတောင်းတဲ့ပွဲဒါပေမဲ့ဒီတက်ပူကောင်းတဲ့ performance မျိုးအနာဂတ်မှာပြသနိုင်မယ်ဘာနာဒိုဆီလ်ဗာက majority ကအဲ့ right မှာကစားပေးမယ်သူအလေးကိုပြင်ပြင်ဝင်တဲ့အခါမှာအဲ့တောင်းပန်တစ်ဖက်လုံးကြီးကနည်းနည်းအားနေနေပြဆို City နဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရတဲ့အခါမှာ ဂွာဒီယိုလာဆိုတဲ့အချက်တစ်ချက်ရဲ့မန်ချက်စတာစီးတီးရဲ့ week in week out champion ဖြစ်ပူတဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ now winning mentality ဆိုတဲ့အချက်တွေကြောင့်ကျွန်တော်ကမန်ချက်စတာစီးတီးကို title challenger မှာ Liverpool Arsenal တုံးသင်းတဲ့လုံးဝကိုရှိ ው ရှိရမှာရာသီစနှစ်ပွဲရှုံးခဲ့တဲ့တပွဲတည်ကြခဲ့တဲ့ကိုမတ်မှာသူတို့တမတ်ပဲရတယ်လက်ခံတယ်ဒါပေမဲ့သူတို့အသင်းဟာ10ပွဲ15ပွဲ7တိုက်12ပွဲ10ပွဲ10ပွဲကိုအနိုင်ယူနိုင်တဲ့ consistent level ရှိတဲ့ player တွေအများကြီးပိုင်ဆိုင်ထားတယ်ရတာနည်းနည်းလေးမိလိုက် city ကဝုန်းနဲ့ပြန်ကန်သွားပြန်နိုင်သွားမှာရှင်းရှင်းလေးခါလေကြတော့ feature နဲ့လည်းဆိုင်နေကိုရတဲ့ feature ကိုသွားနေတဲ့ feature အရန် tough ဖြစ်လို့ရှိရင်ဇတိုက် winning game တွေရဖို့ခက်တယ်အမအားဆယ်ဆွေရှိပြရာစီစပါ6ပွဲရှိလိုက်တကယ်ခတ်တဲ့အသင်4000တောင်ပါတယ်အဲအဲ့လိုမျိုးဆိုရင်ဖြစ်ဖို့ခတ်တယ်ဗျာအဲ့လိုမဟုတ်ဘူးကိုကတလောက်မှာပွဲကောင်းတပွဲလောက်ပါတယ်ဆိုအဲ့ဒီပွဲကိုကြိုဖြတ်နိုင်ရုံပဲကျန်တဲ့ပွဲတွေကအကုန်နိုင်အကုန်နိုင် တလားတစ်ခါတလားတစ်ခါတလားတစ်ခါဆိုဘာဖြစ်ဖြစ်အသင်းကတော်တော်ရှိရကျွန်တော်ပရီးမီယာလိမှာအသင်းတသင်းဘလောက်ပဲ struggle struggle ဖြစ်ဖြစ်6ပွဲလောက်စတိုက်နိုင်ရင်ပြန်ရောက်သွားတာပေါ့6ပွဲ9ပွဲလောက်အဲတပွဲ2ပွဲလောက်ပြန်ရှော့ပြီးတပွဲ2ပွဲလောက်အမှန်ပြန်ရောနောက်ထပ်6ပွဲ9ပွဲပြန်နိုင်အမှန်ကဟိုးပေါ်ပြန်ရောက်သွားတာအဲ့ဒါကထုံးစံပေါ့လေဆိုတော့ဖက်ကွာဒီယိုလာရဲ့ Manchester City အသင်းသူတို့ပြန်လာနိုင်ပါလားသူတို့အခုတတိယ favorite ပဲရှိသေးတယ် champion league မှာဆိုသူတို့က fifth favorite လာမယ်အဆင့်5လား6လားပဲသူတို့ favorite champion league မှာက liverpool ရဲ့ ပါရီစင်ဂျာမင်ရဲ့ဘာစလိုနာရဲ့အာစနယ်ရဲ့ဘိုင်ယန်မန်စီးဆိုတော့အဲ့လိုအခြေအနေပေါ့လေဂွာဒီယိုလာရဲ့အသင်းဒီယာဒီမာသူတို့ရဲ့အရင်လိုအခြေအနေမျိုးအဆင့်တန်းမျိုးကိုပြန်လဲဒီဆောက်နိုင်မလားစီဒီယာပြန်လဲပြုပြင်ပြောင်းလဲတဲ့ကာလဖြစ်နေပြီဒီဘရိုင်းနာမရှိတော့ဘူးအိုက်ခိုက်ဂွန်းလုံးကမရှိတော့ဘူးမောင်ဝဲအခန်းကြီးမရှိတော့ဘူးခိုင်ဝေါ်ကမရှိတော့ဘူးနောက်တစ်ခုကအက်ဒီဆင်မရှိတော့ဘူးဒါပေမဲ့ quality player ဂျန်လူဂျီဒူနာရူမာလိုထိတ်တန်းဂိုးသမားတယောက်ကိုခေါ်ယူလိုက်နိုင်တယ်ဆိုတဲ့အချက်တစ်ချက်ကစီးတီးအတွက်အားသာချက်ပဲခန်စစ်ကဂျက်စကိုဂွာဒီယိုကိုအထဲထည့်လိုက်တဲ့အချိန် Ryan Agnori နဲ့ International Break ပြီးပြန်လာမှာဆိုတော့ Agnori မကစားလဲ Nico O'Reilly ကတော်တော်လေးအားကိုးရတယ်အခုသူ့တော့လိုအပ်ရင်သူ့ကိုကွင်းလေတက်တက်ကစားခိုင်းတာဆိုတော့ Guardiola နည်းနည်းလေးတော့ပုံစံလေးတွေပြောင်းနေတယ်သူလုံနေတယ်ဆိုတော့ Pep Guardiola ရဲ့အသင်း Title Race 3သင်းမှာအပြိုင်ဆက်ရှိပြီးတော့ Guardiola အသင်းအရင်လိုအနေထားအဆင့်တန်းတစ်ခုကိုပြန်လဲပြီးတော့ ယုံကြည်မှုတွေနဲ့ဖြည်းဖြည်းချင်းပြန်လာပြန်လာမယ်လို့ထင်တာဘလို့မြင်ကြလဲကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်